တနေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်တစ်ယောက်ကျေးလက်ဒေတာခီးတစ်ခုမှာသူ့သားကိုခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာသူ့သားကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုပေးချင်ခဲ့တာလည်းဖြစ်ပါတယ်။သူ့သားကိုဆင်းရဲတဲ့လူတွေဘလို့နေထိုင်ရတယ်ဆိုတာကို ပြပြီးသူ့ရဲ့ကြိုးဝါမှုကိုလေးစားတန်ဖိုးထားစေခြင်းလို့ပဲဖြစ်ပါတယ်။တထေးကြီးနဲ့သူ့သားဟာ တင်းငယ်ပြီးချို့တဲ့တဲ့လေဓမာမီတာစုလေးကိုရောက်ရှိခဲ့ပါတယ်လေဓမာမီတာစုက သူတို့ကို ဝမ်းမန်းတရာကြိုဆိုကြပါတယ်တထေးကြီးဟာအရာရာတိုင်းကိုစိတ်မတက်မတာနဲ့စူးစမ်းနေခဲ့ပါတယ်သူသားလေးကတော့အရာအားလုံးကိုစိတ်ဝင်တစားလိုက်ကြည့်နေပါတယ်သူတို့ဟာရိုးသားတဲ့လေဓမာမီတာစုနဲ့နှစ်ရက်တိုင်တိုင် နေထိုင်ခဲ့ကြပါတယ် အိမ်မှာစိုက်ပျိုးထားတဲ့အသီးနှံတွေကိုစားခဲ့ကြတယ်။တွန်းထဲကရေကိုခတ်တောက်ခဲ့ကြတယ်။ TV အစီအစဉ်တွေအစားကောင်းကင်ကြီးရဲ့အောက်မှာထိုင်ကြပုံမြင်တွေကို နားထောင်ခဲ့ကြတယ်။တားကလေးကလက်တမားကြီးရဲ့ကလေးတွေနဲ့အတူကစားကြတလိပ်ဆန်တွေကို အစာကျွေးကြညမှာကောင်းကင်ဘော်ကကျဲတွေကို မော့ကြည့်ကြပါတယ်။ဖြီးစဉ်ပြီးတဲ့အခါမှာသူတို့ရဲ့ ဇိန်ခံကားအကောင်းစားကြီးနဲ့အိမ်ကိုကြံခဲ့ကြပါတယ်တထေးကြီးကဂုံယူစွာနဲ့ပြုံးလိုက်ပြီးကောင်းပြီငါသားငါတို့ခရီးကဘယ်လိုလဲသဘောကျရဲ့လားဆင်းရဲတဲ့မိသားစုတွေစီကဘာတင်ကန်းစာရလိုက်လဲလို့မေးပါတယ်တထေးကြီးကတော့သူတို့ရဲ့ကြိုးဝါမှုကဘလောက်ခမ်းထားတယ်ဆိုတော့အဖြေကိုညှို့လင့်ထားတာပေါ့ဒါပေမဲ့သူ့သားကခဏငြိမ်သွားတယ် အပြင်ကိုစိုက်ကြည့်တယ်ပြီးတော့သူ့အဖေဘက်ကိုလှည့်ပြီး ဖေဖေ ကျွန်တော်တို့ကမှ တကယ်ဆင်းရဲတဲ့သူတွေဖြစ်တယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်လို့ပြန်ဖြေတယ်ထင်မှားတဲ့အဖြေကိုကြားတော့တထေးကြီးကဆက်ရှုပ်ထွက်သွားတာပေါ့သူ့သားကဆက်ပြီးတော့ကျွန်တော်တို့မှာအစီအကံတွေရှိတယ်ဒါပေမဲ့သူတို့ကတယောက်ကိုတယောက်ကူညီကြတယ် ကျွန်တော်တို့မှာခွေးတစ်ကောင်ပဲရှိတယ်။သူတို့မှာခွေးလေးကောင်ရှိတယ်။ကျွန်တော်တို့ရဲ့ဥယျာဉ်ထဲမှာဈေးကြီးတဲ့ရောင်စုံမီးလုံးတွေရှိတယ်။သူတို့ရဲ့ညတွေမှာတောက်ပတဲ့ကြဲရောင်တွေရှိတယ်။ကျွန်တော်တို့ကအစားတောက်တွေအတွက်ဝယ်ရတယ်။သူတို့ကသူတို့အတွက် စိုက်ပျိုးထားကြတယ်။ကျွန်တော်တို့မှာရေကူးကန်အကြီးကြီးရှိတယ်။သူတို့မှာ အဆက်မပြတ်စီးဆင်းနေတဲ့ချောင်းငယ်လေးရှိတယ်။ကျွန်တော်တို့မှာကာကွယ်ဖို့နန်းရံအမြင့်ကြီးတွေရှိတယ်။သူတို့မှာမေတ္တာတရားတွေအပြည့်နဲ့မိတ်ဆွေတငယ်ချင်းတွေက ကာကွယ်ပေးကြတယ်။တထေးကြီးကသူ့သားရဲ့စကားတွေကိုငြိမ်ပြီးနားထောင်နေကြတယ်။ကျွန်တော်တို့ကမှအမှန်တကယ်ဆင်းရဲတယ်ဆိုတာသိကွင်ရလို့ဂျေဇုတင်ပါတယ်ဖေဖေလို့ပြောလိုက်တယ်။တထေးကြီးက အဝေးကြီးကိုမျှောကြည့်ပြီးအသွေးစာလေးတွေပြတ်သွားတယ်။သူ့သားပြောတာမှန်တယ်ဆိုတာကို သူ့တဘောပေါက်ခဲ့တယ်။ကြွယ်ဝချင်းအစ်စ်ကငွေကြီးပိုင်ဆိုင်မှုမဟုတ်ပါဘူး။ကြွယ်ဝချင်းအစ်စ်ကမြစ်တာတရားကောင်းမွန်တဲ့ဆက်ဆံရေးရိုးရှင်းတဲ့ဘဝကိုကျေနပ်နှစ်သက်ခြင်းတွေပါပဲ။စစ်မှန်တဲ့ကြော်ဝမှုကိုငွေကြီးပိုင်ဆိုင်မှုနဲ့တိုင်းတာလို့မရနိုင်ပါဘူး။ချစ်ချင်းမြတ်တာပျော်ရွှင်မှု ကောင်းမွန်တဲ့ဆက်ဆံရေးတွေနဲ့ပဲတိုင်းတာနိုင်ပါတယ်စစ်မှန်တဲ့ကြိုးအားမှုဆိုတာကျွန်တော်တို့ဘာတွေပိုင်ဆိုင်ထားတယ်ဆိုတာပေါ်မှာမမှုတည်ပါဘူးကျွန်တော်တို့ဘာတွေပေးနိုင်တယ်ဆိုတာပေါ်မှာပဲမှုတည်ပါတယ်